တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့14ရက်နေ့အတွင်းမှာစာရွက်စာတမ်းငွေကြေးလက်ပြောင်းလက်တွဲတည်ထားရမယ်။တပားသူကိစ္စဂျောင်းဝင်တာဝန်ယူခြင်းအာမခံခြင်းမလုပ်ရအောင်။သူများပြဿနာကိုပြဿနာ ဖြစ်တတ်တဲ့စေတနာဝေဒနာဖြစ်တတ်တဲ့စကားမရတဲ့မလိုအပ်ဘဲများစွာပြောသောစကားတို့ကိုလျှော့ရမယ်။ ။နောက်လူမရင်းကိစ္စတွေမှာတားသမျှတောင်းယူခြင်းကိုလည်းရှောင်ကျဉ်ရမယ်။မနာလိုရန်တိုက်ခိုက်နေကြတဲ့ပြသန်းရမယ်။အခက်အခဲတွေကိုပြေလည်အောင်ဖြေရှင်းပြီးတော့ထူးခြားသောကံပြောင်းလဲတွေကိုဖဏိနိုင်တဲ့အနေအထားကို ဆောင်ရွက်နိုင်တဲ့အရာရာအတိုက်ခံရှိမယ်။အခက်အခဲနဲ့ကြုံတွေ့မယ်။ကိုယ့်ရဲ့နေ့မှာစိတ်ချမ်းသာမယ်အလိုပြည့်စုံမယ်ရိမှန်းချက်အောင်မြင်မယ်ဆယ်ရည်နှစ်မှာခီးကံကောင်းမယ်လိုရာပြည့်စုံမယ် စတဲ့ရနေမြင့်မြတ်တော်နေတခုဖြစ်တယ်အဲဒီနေ့မှာဘာသာရေးဆိုင်ရာကိစ္စတွေလုပ်ရင်လည်းကောင်းတယ်ငွေကြေးကိစ္စအတွက်လည်းအဆင်ပြေမှုရှိမယ်စတဲ့ရနေမှာမနာလိုသူများမယ်မူလစီစဉ်ထားလေတွေအလွဲလွဲချုံချုံဖြစ်မယ်ပြီးမှအဆင်ပြေမှုကိုရရှိမယ်ဆက်သွင်းရနေမှာစတင်လိုက်တဲ့ကိစ္စမှသမျှဟာထူးခြားစွာနာဂတ်ကောင်းခြင်းချိုးပေးခြင်းနဲ့တိုးတက်ခြင်းတို့ကိုရရှိစေနိုင်မယ်ဆက်လေးရနေမှာ ယံပတိပက္ခတွေကြားတဲ့ကတိုးတက်ခြင်းအောင်မြင်ခြင်းတွေကိုရနိုင်တယ်။ဒါပေမဲ့အဲ့ဒီမှာအရှိရကုတီသွားစဉ်အနည်းဖြစ်တတ်တာတော့ကျူးဆိုင်ရမယ်။အခြေခံအဖြစ်မနဲ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်ကြမှာသွာလာနေထိုင်ဆင်ခြင်ပြီးရင်တော့တနေ့တာအရာရာအဆင်ပြေသောနေထားတွေပဲကိုဥတီတာတွေ့ရပါတယ်။ကြာသာပတိနေဗုဒ္ဓနေ့တနေ့လာနေမွေးသူတွေကိုကိုကောင်းချိုးပေးနိုင်မယ်။ တနင်္ဂနွေနေ့ကနေ့ပွဲသူများကြောင့်စိတ်နှောင့်ယှက်တည်ဖြစ်တတ်ပါတယ်တ5ခြောက်ကန်းနေအကျိုးပေးပါတယ်အဝါရောင်လေမောရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စလေးတွေကိုဆောင်ရွက်ပါမေလ7ရက်နေ့ဟိန်းနေ့ကကဆုံးလာပြည်နေ့ညောင်ရီသွန်းပွဲနေ့ဖြစ်တဲ့အတွက်ညောင်ရီသွန်းခြင်းကုသိုလ်ကောင်းမှုပြုပါအခြားအခြားသော ကုသိုလ်ကောင်းမှုတွေကိုလည်းဆောင်ရွက်ပြီးတော့လောရာဆုတောင်းရင်ဆုတောင်းပြပါလိမ့်မယ် ကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ6ရက်ကနေ14ရက်နေ့အတောအတွင်းမှာမိကောင်းဆွေကောင်းထောက်ကူရမယ်ရှင်မန်းချက်တစ်တီလက်တွေ့ကောင်းထဲပြောပြီးအောင်မြင်လိမ့်မယ်မြေတားရေးစမ်းခွင့်မယ် အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရသေးမယ်အမျိုးသမီးမိတ်ဆွေကြီးကဲဒူးထံကနေကောင်းသောအချိုးအခွင့်အလမ်းကောင်းကိုရရှိခြင်းနဲ့အစဉ်ပြေခြင်းကံကြမ္မာကိုကြောင်းမယ်အခက်အခဲတွေကိုပြေလျောင်ဖြေရှင်းနိုင်လိမ့်မယ်ကျမ်းမာရေးအနေငယ်ခြူကြမယ်အနေရောမရှိဘူးသွားနာသွားကြိုက်ဖြစ်မယ်နောက်ခီးကိစ္စသွားနာမှုကိစ္စတွေမှာလည်းအစဉ်ပြေမှုအောင်မြင်မှုတွေနဲ့ကံမြမမှုတွေတွေကတော့တစင်ပြီးတစင်ဖြစ်ထွန်းသွားမယ် ဘင်းနေရာတော်ကိုတွေ့အရာရာစင်ပြေသောကံကြမ္မာလွှမ်းမိုးတယ်။အဲကိုရဲ့နေမှာခရီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်အောင်မြင်မယ်။ဆယ်ရဲ့နေမှာငွေစုလဲဝင်မယ်လက်ပွင့်မယ်စီးပွားကံလုပ်ငန်းကံတိုးတက်မယ်။ဆက်တရနေရာတော့ကစုံလာပြင်းနေဖြစ်နေတော့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေလုပ်ရင်စင်ပြေတယ်။ကိုရဲ့ကံကြမ္မာမှာတဲ့အိမ်နေမှာထူးခြားတဲ့ပြောင်းလဲလေးတွေရှိနေမယ်။စနေရနေ့မှာ အလုံးစုံကံကောင်းခြင်းနဲ့တိုးတက်ခြင်းကံတွေရှိတယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့သို့လောက်တာတွေချိုးပြေးတယ်။ဆက်သောရက်နေ့မှာယံပတိဘက်ကတွေနဲ့ထိတ်တဲ့ရင်ဆိုင်ပြီးအလိုဆန္ဒပြည့်စုံမှုနဲ့အောင်မြင်မှုကိုရရှိနိုင်တယ်။ဆက်လေးရက်နေ့မှာအသွါလာနေထိုင်ကြည့်ဆက်ရမယ်မတော်တဆထိခိုက်မှုနဲ့လေးတွေဖြစ်တတ်တယ်။မနေ့ခုနှစ်နိုင်ခွဲနဲ့ ကိုယ်နိုင်ကြမှာသွာလာကျူဆက်ရမယ်အရှိရကိုတည်သွားစဉ်အနည်းဖြစ်တတ်တာလေးတွေကိုကျူဆက်ရမှာဖြစ်ပါတယ်တပတ်တာကာလအတော်တွင်မှာတနင်္လာနေ့သောကြာနေ့ငါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့ဇာသပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နံပါတ်36ကိုကနန်းနေ့အကျိုးပေးတယ်အပြာရောင်ပန်းရောင်ညီရောင်တို့ကိုသုံးပြီးတော့အလိုရှိရကိစ္စဆောင်ရွက်ပါ ီကဏ္ဍအတွင်းကဆုံလာပြည့်နေ့မှာညောင်ရည်သွန်းခြင်းနှင့်တကွအခြားသောကုသိုလ်ကောင်းမှုတွေကိုလုပ်ပြီးအလိုရှိရာဆန္ဒပြုပါထူးခြားစွာကောင်းခြင်းကံတွေရလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဤကနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ ရှစ်ရက်နေရနေ14ရက်နေအတွင်းကာလမှာရှင်ပြန်မှုမှန်သမျှအောင်မြင်ပေထူးခြားတဲ့ကံကောင်းခြင်းတိုးတက်ခြင်းနဲ့ရည်မှန်းချက်အောင်မြင်ခြင်းတွေကိုချုံတွေ့ရမယ်။ကိုယ်ပိုင်ဆုံးဖြတ်ခြင်းနဲ့လောကန်ခြင်းရဲ့နှစ်သာရကိုရမယ်။ဝေကြီးကံတုံကံကံစီးပွားကံဘဝကံသုံးဆောင်ရဲ့ကောင်းသောတက်လန်းဖို့ခြင်းအလိုရှိရာပြည့်စုံခြင်းနဲ့ဘဝအောင်မြင်ခြင်းတွေကိုအထင်ရှားရရှိမယ်။ဒီနေ့မှာအလုတ်ကိစ္စတွေဆောင်ရွက်သမျှအောင်မြင်မယ်။ဝေတော့အဖတ်မတင် ိုယ့်ရဲ့နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောရမယ်။ရန်များမယ်တိုက်ခံများမယ်။ဆယ်ရဲ့နေ့မှာမိကောင်းဆွေကောင်းထောက်ခုရခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြမခြင်းရှိမယ်။ဆတ္တရဲ့နေ့ကအရာရာဆင်ပြေသောကံကြမ္မာရှိမယ်။အဲ့ဒီနေ့မှာလာပြည့်နေ့ကစုံလာပြည့်နေ့ဖြစ်တဲ့မြင့်မြတ်တဲ့နေ့ဖြစ်တရားလျော့စွာကောင်းသောကိစ္စတွေဆောင်ရွက်၍မွန်မြတ်သောအကြောင်းအရာရဲ့အနစ်သာရရမယ်။လူဒါနပြုပါကုသိုလ်ကောင်းမှုပြုပါ။ဆန္ဒရဲ့နေ့မှာတော့အလုံးစုံကောင်းသောနေထိုင်နဲ့ကံမြမ်းလာမယ်။ တပိုင်ခွေနေလဲဝဲပြန်ရမယ်73ရက်နေမှာရန်တိုက်ခံတဲ့ရှင်ပြည်လောက်ကဘဝတန်လန်းကိုဖန်တီးရမယ်74ရက်နေမှာတော့အသွာလန်နေထိုင်ကြူးဆက်ရမယ်မတော်တဆထိခိုက်မှုအနေကိုအထူးပြုကြူးဆက်ရမယ်အရှိရကုတ်တီသွားစရာနေဖြစ်တတ်တယ်မနေ့ခုနိုင်ခွေနဲ့9နိုင်တွင်သွာလန်နေထိုင်သတိထားပါနေမယ်ဒီကလာအတော်တွဲမှာတင်းလာနေသောကြနေ့ စနေနေ့မွေးစုတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးစုတွေဒုက္ခပေးတတ်တယ်တလေးကိုကနံကျိုးပေးတယ်အညိုရောင်ပြာရောင်နုနေရောင်တို့ကိုဝိစင်သောဆွဲပြီးလူရှိရာကိစ္စဆောင်ရနိုင်ပါတယ်အနီရောင်နှင်းစီဖွင့်ဖျားကတ်လူပူဇော်ပြီးလူရဆူတောင်းမှာဆူတောင်းပြေပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးစုအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ 14ရက်နေ့အတော်အတွင်းမှာရန်တိုက်ခတ်နေတဲ့ထိတိုက်တွေ့မယ်စီစဉ်တာတစ်မျိုးလက်တွေ့တစ်မျိုးကြုံမယ်ဥတီကျက်လမ်းကြောင်းတွေမှာအတန်းစီအပိတ်ဆို့နောက်ဆက်တွေနဲ့ကြုံမယ်စိတ်ရှိသီးခံပြီးပြသရမယ်ရန်ပတိဘက်ကနေနဲ့အမြဲကြုံတတ်တဲ့စက်ပစ္စည်းလက်စက်ပစ္စည်းဒီချိန်မှဝယ်နဲ့အဝယ်မှားတတ်တဲ့ဒီချိန်မှာငွေကြေးများစွာရင်းနှီးမြှုပ်နှံမှုကိုလည်းမပြုတ်နဲ့စိန်အောင်ရှက်တွေရှိတတ်တယ် ကျေးရနေရယံပတိဘက်ကရနဲ့ရင်ဆိုင်ပြီးမှလို့ရှိရပြေဆိုမယ်ကိုရနေရအရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်နိုင်တယ်၁၀ရနေမှာခီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်ဆောင်ရွက်အောင်မြင်မယ်၁၇ရနေမှာငွေရေးကြေးကံကောင်းမဲ့လက်ပွင့်မဲ့လိုရာပြေဆိုမယ်အဲ့နေရလာပြင်းနေကစုံလာပြင်းနေဖြစ်တဲ့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေဆောင်ရွက်လဲဆင်းပြေးမယ်၁၇ရနေမှာရှင်ပြန်မှုမသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကံရဲ့အနှစ်သာရကိုကြုံမယ်၁၇ရနေမှာပတိဘက်ကနေကြားရတဲ့ဖြတ်သန်းရမယ် ၁၄ရက်နေ့မှာ မတော်တဆနဲ့ကျူးဆိုင်ရမယ်။ရန်တိုက်ခနေနဲ့လဲထိတိုက်တွေ့တတ်တယ်။ရှေ့ရကိုတီသွားစရာနဲ့ဖြစ်တတ်တယ်။မနေ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်တွေ့သွားလာနေထိုင်အထူးပြုကျူးဆိုင်ရပါလိမ့်မယ်။ကြာသာပတိနေ့၊သောကြာနေ့၊စနေနေ့၊မွေးသူတွေကောင်းကျိုးပေးတယ်။အင်္ဂါနေ့ဗုဒ္ဓနေ့၊မွေးသူတွေဒုက္ခပေးတတ်တယ်။ငါကိုလေးကနန်းနေချိုးပြတယ်အနီအောင်ချက်သွင်းအောင်ပန်းရောင်တို့ကိုတုံးပြီးလို့ရှိရကိစ္စများဆောင်ရွက်ပါ အရင်အနီးပါးမှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာစံလူဒါနပြုပါကျေးဇူးတင်ပါတယ်ဂျာသပတိနေမွေသူအလုံးမင်္ဂလာပါ2025မေလ6ရက်ကနေ14ရက်နေ့အတွင်းမှာအပြောင်းလဲတွေရှိတယ်ကြီးမန်းချက်သစ်တွေအောင်မြင်မယ်ငွေကြေးကိစ္စလုပ်ငန်းကိစ္စပြောဆိုဆင်ပြေမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ် အကြီးကဲချမ်းမရေးချူကြမယ်နေရပြောင်းရွှေ့ရှိတယ်လမ်းသစ်ထွေပြီးလောက်ကန်တာဂျိုးပေးမယ်ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကကိုယ့်အတွက်ကောင်းသောခွင့်ရည်တွေဖြစ်တယ်အဲ့နေရာတော့ကောင်းသောကံနဲ့တိုးတက်ခြင်းတွေလွှမ်းမိုးတယ်ကိုယ့်ရဲ့နေ့မှာရန်အားလုံးကိုကြော်ပြီးအဆင်ပြေမယ်ငွေကြီးလက်လာပါရေးရကောင်းမယ်ဆယ်ရည်နေ့မှာရန်များမယ်မနာလိုသူပေါ်မယ်အရာရာတိုက်ခတ်များမယ်စတဲ့ရည်ရတော့ ထူးခြားသောခံဖွင့်ခြင်းလိုရာပြည့်စုံခြင်းရှိအဲ့ဒီကကဆုံလာပြည့်နေတဲ့တိုက်ဆိုင်ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကုသိုလ်ကောင်းမှုများဆောင်ရွက်ပါစနေနေ့မှာရပိုင်ခွင့်တွေပြန်လဲတောင်းဆိုနိုင်တယ်အခက်အခဲတွေဖြေရှင်းနိုင်တယ်ဆက်သောရနေ့မှာငွေကြေးခံကောင်းမယ်လက်ဖွင့်မယ်အလိုပြည့်စုံမယ်ဆက်လေးရနေ့မှာရှင်ပြန်မှုမှသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်မှုရှိမယ်မတော်တဆထိခိုက်မှန်တွေကိုတော့ခရုဆိုင်ရမယ် အသွာလာနေတိုင်းယူဆရမယ်အရှိရကိုတည်သွားစရာနေဖြစ်တတ်တယ်မနဲ့9နိုင်ခွဲနဲ့9နိုင်တွင်အသွာလာနေတိုင်းယူဆရမှာဖြစ်ပါလေကြာသာပရင်းနေဗုဒ္ဓနေစနေနေမွေသူတွေကောင်းချိုးပေးတယ်တနေ့ကတွင်တင်းနေလာမွေသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနံကိုနဲ့အချိုးပေးတယ်အစိမ်းရောင်ပြာရောင်မိခိုးရောင်တို့ကိုဝှက်ပြီးလိုရာကိစ္စများရှေးတိုးဆောင်ရွက်ရဲ့အစဉ်ပြေမှုကိုကြုံနိုင်ပါတယ် ီကာလအတွင်းအနိဗ္ဗာန်မှာရှိတဲ့ဘုန်းကြီးเจ้าမှာစံလူဒါနပြုပါကျေးဇူးတင်ပါတယ်တောက်ချာနေမွေးသူအလုံးမင်္ဂလာပါ2025မေလ8ရက်ကနေ14ရက်နေ့အတော်တွင်မှာရံများမယ်တိုက်ခံများမယ်မူလရီမန်းထားတာဒီဆောင်ရွက်တဲ့အခါမှာအတိုက်ခံနေတဲ့ခြုံပဲ စိတ်ပင်ပန်းလူပင်ပန်းဖြစ်တာရည်နဲ့ကြုံမယ်။ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရှေးထိုးလုပ်ကံခြင်းတွေရဲ့ကောင်းသောကျိုးဆက်ကိုရမယ်။အတိုက်ခံနေတော့ရှင်းပြီးလုပ်ရမယ်။မူလငကိုစီမံပြီးလုပ်တဲ့လူမှန်သမျှအကုန်လုံးအလွယ်လွယ်ချော်ချော်ဖြစ်ပြီးတော့စီမံကိန်းမဟုတ်ဘဲနဲ့ပေါ်ပေါ်လာတဲ့ခြေနေတွေကိုလက်တွေ့သုံးသတ်တဲ့လူတွေအတွက်တော့ဒီချိန်ကောင်းတယ်။ပြန်လည်ဆောင်ရွက်ရတာတွေရှိတယ်။လောရတဲ့ကိစ္စတွေလည်းစင်ပြေသွားနိုင်မယ်။ လမ်းကြောင်းသစ်တွေကိုလှုပ်ချင်းတဲ့လမ်းကြောင်းဟောင်းတွေကိုပြန်လဲသုံးသက်ဒုက္ခရတဲ့အနေအထားကိုရောက်ရှိနေ။ရှင်းရနေမှာတော့အထက်ခံသိမ့်များတာပဲ။မှန်တန်တဲ့လက်တွေကွာမယ်။ကိုယ့်ရနေမှာရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုရရှိမယ်။ဆယ်ရနေမှာရပိုင်권တွေလဲဝယ်ပြန်ရခြင်းတိုးတက်ခြင်းတွေချုံမယ်။ဆယ်တရနေအရာရာကောင်းသောအနေအထားနဲ့တိုးတက်တဲ့ကံတွေပေါ်မယ်။ဆယ်နှစ်ရနေရပိုင်권တွေလဲဝယ်ပြန်ရခြင်း တိုက်ခတ်ကြမှာတိုးတက်ခြင်းရှိမယ်73ရက်နေမှာရံများမယ်တိုက်ခတ်များမယ်စိတ်ပပန်းဒုပပန်းဖြစ်မယ်74ရက်နေမှာမိကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့ဘဝတိုးတက်ခြင်းရှိမယ်သို့သော မတော်တဆအနေကိုဂရုစိုက်ရမယ်အရှိရကုန်တည်သွားစေအနေရှိတတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သွားလာဂရုစိုက်ရမှာပေါ့ကြာသာပတိနေ့သောကြံနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်ပြင်ဃဗုဒ္ဓမွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်မယ် 369ကနန်းနေချိုးပေးတယ်အပြာရောင်ပန်းရောင်ညီရောင်တို့ကိုသုံးပြီးလိုရာကိစ္စဆောင်ရွက်၍ထူးခြားသောကျိုးဆက်ရရှိမယ်စတရနေ့ကစုံလာပြည့်နေ့မှာအလူဒါနာပြုပါကုသိုလ်ကောင်းမှုပြုပါ ထူးခြားတဲ့အနာဂတ်ကိုရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ့ 14ရက်နေ့အတော်အတွင်းမှာလုံသမျရည်ရွယ်သမျအောင်မြင်မယ်ဒီအချိန်ဒီကာလကိုအတွက်ကောင်းတဲ့ကာလဖြစ်တယ်စိုးတဲ့ကိစ္စကြုံရင်လည်းရဲတင်းတင်းရင်ဆိုင်ပြီးဖြေရှင်းမှာအားလုံးအဆင်ပြေသွားရမယ်ဝေးကြီးကိစ္စလုပ်ငန်းကိစ္စစီးပွားရေးကိစ္စတွေမှာကိုယ်မှန်ကန်စွာဆုံးဖြတ်နိုင်ခြင်းလုံသမျအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းရဲ့အနှစ်သာရတွေပေါ်လွင်နေတဲ့ရည်ရည်ချက်စစ်တွေကိုလုံးလို့ရတယ်အလုံးမရှိအလုံးရကိုရနိုင်တယ်အလုံးရှာနိုင်တယ် ဝေကျိဒီချင်းမြုပ်နှံရင်သေချာပေါ့အကျိုးမြတ်ရရှိမယ်။ပြည့်ရဲ့နေ့အရာရာခံကောင်းတဲ့နေ့ကိုယ့်ရဲ့နေ့မှာရှင်ပြိုင်မှုမမြောင်မြင်ကြည့်ပြီးဘဝတိုးတက်တဲ့ကံကြမ္မာကိုရမယ်။ဆယ်ရဲ့နေ့မှာတော့ရရထိမ့်သိမ့်ပြီးလောက်ရမယ်။အလွယ်တကူရတာမရှိဘူး။ဆက်တရဲ့နေ့မှာပေါ်လာတဲ့ခွင့်ရည်တွေလက်တွေ့သုံးချအဲ့ဒီကလပြည့်တဲ့နေ့ကစုံလပြည့်နေ့ကုသိုလ်ကောင်းမှုပါလုပ်လိုက်ထူးခြားစွာကောင်းသွားနိုင်မယ်။ဆယ်ရဲ့နေ့မှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုလှုပ်ရှားရှိတာရှေ့တိုးလို့ဆက်သုံးရဲ့နေ့မှာရှင်ပြိုင်မှုမမြောင်မြင်မယ်။ အပြန်ဆိုင်တိုက်ခတ်ကြထိုးပေါ်ပြီးလုံးဝနေမယ်၁၄ရက်နေမှာသွာလာနေထိုင်ဂယူဆိုင်ရမယ်မတော်တဆအနေဖြစ်တတ်တယ်အရှိရောက်ကုန်တီသွာဆန်နေဖြစ်တတ်တယ်မနဲ့ခုနိုင်ခွဲနဲ့ကိုးနိုင်ထွေသွာလာနေထိုင်ဂယူဆိုင်လိုက်ရဲ့အတော်တန်ကိုစင်ပြေသွားစရာအကြောင်းရှိပါတယ်ဒီကလာတော်တွင်မှာဂျာသာပရင်းနေဗုဒ္ဓနေအင်္ဂါနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းလားတောက်ကြမွေးသူများကြောင့်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်တယ်369ကနန်းကျိုးပေးတယ် အပြာရောင်ပန်းရောင်နိုးနေအောင်သုံးပြီးလိုရှိရာကိစ္စဆောင်ရွက်ပါအဖြူရောင်လက်ကင်မွားတထည်ကိုအမွှေးနှံသာပြန်ပြီးလူနဲ့ဆောင်ပြီးတော့လိုရာကိစ္စဆောင်ရွက်ပါအားလုံးစင်ပြေပါမယ်ကျေးဇူးတင်ပါတယ်